အားလုံးပဲမင်္ဂလာပါရှင်။အာစီတုဒ္ဒဆောင်ရတဆောင် channel မှာကြိုဆိုလိုက်ပါတယ်။ကျမကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆီယမာကြီး channel ကျော်မမလေးရဲ့သွေးဝတ္ထု အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။မမောင်ပကံကိုဘယ်နှခါရောက်လဲဆရာ။ဂျူမီဆန်ကမမောင်ကိုတတိတရားဖြင့်မေးလေသည်။ကျွန်တော်သာပကံကို၄-၅ခေါက်ရောက်တာ။မောင်မောင်မရောက်ဘူးသေးဘူးဆရာမ။ ။ဦးသက်လွင် ခပ်ပေါ့ပေါ့ဝင်ပြင်ပြောသည်။အိုးဦးသက်လွင်ပေါ့ပေါ့တန်တန်ပြောခြင်းကိုယူမိဆန်ကမကျေနပ်ဟန်ဖြင့်မျက်မှောင်ကလေးကျုပ်လျက်"အိုဟု"ဆိုလိုက်ခြင်းဖြစ်သည်။ပကံကုံမောင်မောင်ရောက်ဖူးဖို့ကောင်းတာပေါ့စရာ။မောင်မောင်သာမဟုတ်ဘူး။မြန်မာရှိတဲ့ပကံမရောက်ဘူးတဲ့ဆေးလန်းကြောင်သားတိုင်းပကံရောက်ဖူးဖို့ကောင်းတယ်။ပကံကိုမရောက်မနေရအစိုးရကစက်မှတ်စီစဉ်ပေးတဲ့နေ။ဆယ်တန်းចောင်းသားဒီပကံမှာလေ့လာဖို့မလိုဘူးလားဆရာ ကြည့်ဖို့မလိုဘူးလားဆရာကျမတို့ဂျပန်မှာဆိုရင်ဒီလိုနေရာမျိုးကိုမောင်မောင်အွယ်ចောင်းသားမပြောနဲ့ဂျပန်ကလေးတွေတောင်အကုန်ရောက်ဖို့ပြီပြီဦးသက်လင်ကယူမီဆန်ကိုပြုံးပြီးကြည်နေသည်ចောင်းသားတွေသူတို့ဘာသာတဆူတဝေးကြီးဒီပကံကို လေးလာတာရောမရှိဘူးလားဆရာရှိတော့ရှိပါတယ်တက္ကသိုလ်တမိုင်းအသင်းကတော့တခါတလေလေ့ကျင့်ရလာကြပါတယ် ရှင်မီဆန်ကမျက်ခုံးကလေးရှုံလျက်ခက်သွက်သွက်ပြန်ပြောလိုက်သည်။ဆရာစီကိုဖုံးဆက်ပေးတဲ့တက္ကသိုလ်သမိုင်းနောက်ဆုံးနှစ်ကနုနုကဗကန်ကိုတခါမှမရောက်ဖူးသေးဘူးတဲ့။ကျမအံ့ဩတယ်ဆရာ။သမိုင်းကျောင်းသားမှမဟုတ်ပါဘူး။တက္ကသိုလ်သွားမယ်ဆယ်တန်းကျောင်းသားအလုံး။တက္ကသိုလ်မသွားခင်ဗကန်အရင်လာကြည့်ဖို့ကောင်းတာပေါ့။ကျမတို့ဂျပန်မှာစကားပုံရှိပါတယ်။အချင်းတရာပြောတာနဲ့တခါကြည့်တာနဲ့မတူပါဘူးတဲ့။တကယ်ဆရာမဟုတ် ဦးသက်လွင်ကအမှတ်ထက်ထားသည်ကျောင်းသားပေါ်တွင်တန်ရောစဉ်ကြီးပုံရသည့်ဆရာမမြမတမန်ကိုကျမစာအုပ်ထဲမှာဖတ်ရတာနဲ့အခုမျက်စိနဲ့မြင်ရတာနဲ့မတူပါဘူးဆရာဒီပကံရှင်းဟောင်းနေရာကြီးဟာအခုလူတွေအတွက်တန်ဖိုးဘလောက်ကြီးတယ်လဲဆရာနောင်လူတွေအတွက်လည်းတန်ဖိုးဘလောက်ရှိအောင်မလဲမသိဘူးပကံခေပြီးတော့အင်းဝခက်လားပင်းရခက်လားကျမမေ့နေတယ်ဦးသက်လွင်ကထောက်ပေးလိုက်သည်ပကံပြီးရင်ပင်းရ အင်းဝတောင်ကိုညောင်ရင်အလောင်းဘုရားခိဆိုပါတော့ဆရာမဇွန်မီဆန်ကဆရာထက်တန်စွာဆက်ပြောသည်ပကံကိုမိပြီးတီထောင်တဲ့ပင်းရအင်းဝတောင်ကိုခိကလူတွေပကံဟာသူတို့အတွက်ဘလောက်တမိုးရှိခဲ့တယ်လဲဆရာအဲ့ဒီခိကအတိုင်းပြည်တွေကိုပကံကမွေးထုတ်ပေးတာမဟုတ်လားပကံကမွေးထုတ်တာဗောဆရာမပကံကိုအခြေပြုပြီးမှတိုင်းကြီးပြည်ကြီးတွေတီထောင်ရတာဗောဥဒက်လွင်ကပြုံ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 ဖြင့် ချူမီဆန်ဤအတွေးခေါ်ကိုသဘောအကျကြီးကြားနေသည်တိုင်းပြည်မှာတရားစီတနာလုံကြရင် မကောင်းဘူးစရာချူမီဆန်ဘာကိုရည်စူးရည်ပြောမှန်းမသိသဖြင့်ဦးသက်လွင်ကဘလို့ဆီယာမထက်မေးလိုက်သည်မြန်မာပြည်ကတချို့ဘုရားတွေကိုကျမသိစိတ်ပြက်တယ်ကျမအင်းလေးဘုရားကိုရောက်တယ်ဖះပုံတော်ကိုမမြင်ရဘူးရွှေအလုံးကြီးပဲမြင်ခဲ့ရတယ်ဖះမျက်နှာကိုခွဲခြားသည်ကိုသိခဲရင်လည်းဆရာ ဖယားမျက်နှာမရှိတော့ဘူးစောစောကရွှေစည်းကုန်းမှလည်းရှင်းဟောင်းပစ္စည်းအယုတ်တွေထုံးတုပ်ထားတာကျွန်မတွေ့ခဲ့တယ်နှမျောလိုက်တာဆရာရဲ့ကျွန်မတယောက်မှမဟုတ်ဘူးဘယ်နိုင်ငံသားသားပဲဖြစ်ဖြစ်သူတို့လည်းအလုံးနှမျောကြမှာပဲဦးသက်လွင်သည်ယူမီဆန်၏နှမျောလျက်ရှိဟန်ကို စိတ်မကောင်းစွာဖြင့်ပြန်ပြောသည်စေရနာတရာတရားထက်သန်ညာလုံးလို့ဒီလိုဖြစ်ကုန်ကြရတာဆရာမရှင်းဟောင်းလက်ရာရုပ်တုတွေပုံမပေါ်အောင် ရွှေနဲ့ထုံးနဲ့ဖုံးသွားတာတော့နှမျောဖို့တိတ်ကောင်းပါတယ်။အာနန္ဒာမှာရှေးဟောင်းမွန်အခရာနဲ့ဖယားနိကေတွေရေးထားတာထုံးထုတ်ပြလိုက်တော့မပေါ်တော့ဘူးဆီယမ။လေးမျက်နာဖယားမှလည်းဒီလိုပဲထုံးထုတ်ပြလိုက်လို့မမြင်ရတော့ဘူး။အိုးကလေးရေညှိပြီးထုံးတွေကိုတိုက်ပုတ်ကြည့်ရင်ပေါ်လာတယ်။ရှုမီဆန်ကိုပြောပြီးဥသက်လွင်သည်နိုင်ငံသားတို့နှမျောတတ်ကြသလိုမြန်မာလူလူကြီးကလည်းနှမျောတတ်ကြရန တန်မိုးထားတဲ့ကြရန်သူ့စိတ်ထဲ၌ကြည်၍တောင်းတမိသည်။အာနန္ဒာနှင့်သဗ္ဗညုဖျားနှဆူနှင့်ပင်အချိန်အတော်ကုန်သွားသည်။ယုမိစံကိုပြတိုင်းနှင့်ကြောက်စာယုံသို့ဝင်ပြလိုက်သည်။ယုမိစံသည်ပြတိုင်းထဲမှတော်တော်နှင့်မထွက်နိုင်။မြားပြလာသောတစ်သားယုံလုံး၊ကျင်းယုံလုံး၊ကြောက်ယုံလုံးယုတ်တူများကိုတွေ့ရ၍တစ်သားဖြင့်ထူသည့်ပုံတော်တရံ၊ကျင်းဖြင့်သွန်းသည့်ပုံတော်တရံတယုတ်တုစီလေးလာကြည့်ရှုလျက်ရှိသည်။ မြစေတီကြောက်စာတိုက်ကိုတွေ့၍ဥသက်လွင်ကမူလနေရာမှာရှိတယ်လိုက်ပြမယ်ပြောလိုက်မှထိုမှပိရကတ်တိုက်သူရောက်ကြသည်ပိရကတ်တိုက်ထဲမှာနန်းရင်စင်းရင်ချူပန်းချူနယ်များကိုအထူးလေးလာကြည့်ရှုခဲ့သည်ထိုနေ့နဲ့နဲ့ထမင်းကိုနေ့လယ်နှစ်နာရီမှစားကြရသည်ထမင်းစားပြီးတဲအိမ်၌နားနေအပန်းဖြည့်ရန်အချိန်မပေးနိုင်ကြပဲချက်ချင်းပြန်ထွက်လာကြသည်ရွှေကူကြီးနှင့်တန်တော်ကြဖျား နတ်လောင်ကြောင့်ငကြွဲနှောင်းတို့ပို့ပေ၏တန်တော်ကြားဘုရားဆင်းရဲတော်ကြီးရှိသူရောက်လျင်ဥသက်လွင်ကဆီယမတည်တည်ကြကြဖူးဒီဘုရားမှာဘာထူးတလဲဟုမေးလိုက်သည်ယူမိဆန်ကမျက်စိမဝေးပါဘုရားပုံတော်ကြီးကိုစိုက်ကြည့်ပြီးဥသက်လွင်၏မိကွန်ကိုတက်ခနေဖြစ်နိုင်လေသည်ပါဇက်ဆရာပါဇက်ထူးတယ်စကားပြောနေတယ်ဥသက်လွင်ကရေမောရေပြင်ပြောသည်စကားပြောနေတာမဟုတ်ဘူးတရားဟောနေတာ မြတ်စွာဘုရားတရားဟောနေပုံကိုတမော့ဆရာကထုတ်ထားတာဒါကြောင့်ဘုရားနာမည်ကတန်တော်ကြတဲ့ဆင်းမတည်တည်ချာချာဖူးကြည့်ရင်အတန်တွေကြားရတယ်လို့လို့စိတ်ကမထင်ရဘူးလားတမော့ဆရာလို့ခေါ်သလားဆရာတိတ်တော်တဲ့ဆရာပဲအတန်ကြားရတယ်လို့ထင်ရတယ်အုတ်ချက်တွေနဲ့ဘုရားရုပ်ပုံပေါ်အောင်စီပြထားတာဒီလက်ရမပြည့်စည်ဖို့အရေးကြီးတယ်ဒီအုတ်ချက်တွေကမြေအုပ်မဟုတ်ဘူးဆရာမကြောက်အုပ်နတ်လောင်ကြောင်းကိုရုံးမိဆန်မြင်မြင်ချင်း ဒါကလားဘုရားရှိခိုးကြောင်းလားဟုမေးလိုက်သည်ဂျွမိစံသည်ရန်ကုန်မှမဟာပိန်နယ်ကလားဘုရားရှိခိုးကြောင်းကြီးများ၌တွေ့ရသောနှံ့ရုပ်တွေကိုမြင်ရအောင်လိုက်မိသည်ဗကံမှရှေးကိကဟိန္ဒူကလားတွေနေကြတယ်ဆရာမသူတို့လည်းစီဝါရေးကုံတွေတွေဖြစ်မှာပဲဘိဒနိုးကူးကွယ်တဲ့ကလားတွေစောက်လုံလှူရတာလည်းဖြစ်နိုင်တယ်ထို့မှအစင်ကြီးအစင်သောအုတ်ချမ်းနဲ့တီထားသောငကြွေးနှောင်းကိုလိုက်ရပြသည်ငကြွေးနှောင်းမှပထိုသားများ ်ခုဖရာတို့ရောက်ကြသည် ထို့နောက်နရပရိစီသူတဲခဲ့သော ကရောပလင်တို့ရောက်ကြသည်ကရောပလင်ဖရာမင်းနန်းသူဓမယံမဆူလာမဏိဖရာတို့သွားကြသည် ထို့နောက်ဥပါလိသိန်းထီလိုမင်းလို မင်္ဂလာစီရီဖရာတို့ကိုလည်းလိုက်ပို့သည်မြင့်ကပါပဲဂူပြောင်ကြီးတို့ရောက်လာကြသောအခါဂူနယံတို့၌တွေ့ရသောနယံစီရေးပကြီးကိုယူမိစံငေးဆိုင်လျက်နေပြန်တော်၏ ဗုဒ္ဓမြတ်စွာမေတော်မာယာကိုတရားဟောပြီးတာဝရင်သာမဆင်းသက်လာ၍နေအပေါင်းတို့ကအခါညောင်းလိုက်ဖို့ဟန်မန်နဲ့စစ်ပွဲရှေးကြသောလက်ရပကြီးဗုဒ္ဓဝင်နိဗ္ဗာန်ရုပ်ပုံများနှင့်ဆေးရောင်ဆေးသားများကိုယခုထက်တိုင်မပြည့်မမိန်တအံ့တော်တွေ့မြင်ရသည်ရှေးခေတ်အိန္ဒိယပကြီးဤအတိုင်းတကြောင်ဆွဲမြင်ရင်းနေရန်ပကြီးများကို တွေ့မြင်ရသည်တိတ်ရှိကြတဲ့ဒီပကြီးတွေရှိလို့ ဒီနယံကြီးတစ်ဖက်ကိုပဲတခြားနိုင်ငံသားဆိုရင်ဒေါ်လာတန်ပေါင်းအများကြီးတန်းနေပြီဆရာဂျူမီဆန်သည်ရာစုနှစ်ပေါင်းမြောက်များစွာဖျက်သန်းလာခဲ့သောဗကန်နယံစည်ရေးပကြီးများကိုမြန်မာပြည်ရောက်နိုင်ငံသားသူတယောက်ဤမျက်စိဖြင့်အဖိုးတန်မှန်သိ၍အဖိုးဖြက်ကြည့်မိသည်အရှိတောင်အာရှ၌အနော်ရထာမင်းနှင့်ကျန်စစ်သားတို့ပကံကိုစွန့်ရင်ညံရီအစီအမံဖြင့်ခန္ဓာကြီးကြဲအောင်ထူထောင်ကြကအသက်သွင်းခဲ့သော လက်စာလက်နလက်ရသည်ယခုတိုင်အရာထင်လျက်ပင် ရှိလေသေး၍ယုမိစံတံပိုးမထားဘဲမနေနိုင်အနောယထာမင်းနှင့်ကျန်စစ်သားတို့၏စွမ်းရည်ဆောင်ရွက်ချက်တို့သည်ယနေ့မျက်မှောက်ခေအထိအာသည့်မန်သည့်ပေးနိုင်ခြင်းကိုယုမိစံမစင်မချင်းမတွေးမိဘဲမနေနိုင်ဂျပန်ပြည်၌မြန်မာသမိုင်းတင်ကြခဲ့စဉ်ကအနောယထာ၏ဂုံကျေးဇူးကြီးမားသောပကံရောက်မှကိုရီမြင့်မြင်လက်ခံသွားသည် နိုင်ငံပကြီတိုင်းမှာအိန္ဒိယပကြီနီးကိုတွေ့ရတယ်ဆရာဦးသက်လွင်ကရှင်းပြော၏မူလပင်မှာအိန္ဒိယကဗုဒ္ဓဘာသာဆင်းသက်လာတော့ရှေးကြဆုံးအိန္ဒိယပကြီနီးဟာဗကံခေတ်မတိုင်မီတည်ခေတ်တရားတို့တထုံနိုးပဲရောက်လာတော့ဗကံကိုတစုတဝေရောက်လာကြတယ်ယူမီဆန်ဒီနိုင်ငံပကြီများတာမကမင်းစားအခရာများကိုပါမျက်နှာကျက်အထိမျက်စိတဆုံမော့ကြည့်နေသည် ကူပြောင်ကြီးမှမြစေဒီဘုရားနှင့်မြစေဒီကြောက်တိုင်တို့ရောက်သွားကြပြန်သည်ဂျူမီဆန်သည်မြစေဒီကြောက်စာမျက်နှာလေးဘက်စလုံးကိုဓက်ပုံရိုက်သည်ကြောက်စာတိုင်းထိုးထားသောမကြီးစေပုံမြန်မာစလုံးအခရာများကိုတကြောင်စီလိုက်ကြည့်သည်ကြောက်စာတိုင်း၌ပါဠိမွန်ပြူမြန်မာဘာသာလေးဘာသာဖြင့်ရာသားကူမှကပင်းရေးထိုးထားခဲ့၏ဂျူမီဆန်ကသူကြည့်ုံဖြင့်အာမရ၍ပြောလိုက်သည် ဖတ်ပြပါဆရာနားထောင်ခြင်းနဲ့မြန်မာစာလက်ထောက်ကတိကဆရာဦးသက်လေမှာအီကျောင်းစာကိုကျောင်းသားများအားအကြိမ်ပေါင်းများစွာသင်ကြားပေးခဲ့ရသူဖြစ်၍ကျောင်းစာကိုမကြည့်ဘဲနဲ့နှုတ်တိုက်အာကုံဆောင်နိုင်သလောက်ဖြစ်နေ၏ဦးသက်လွင်ကထိုကျောင်းစာကိုကျန်စစ်သားမင်းကြီးနဲ့ရွာဆန်ပြီးနောက်နောက်တစ်နှစ်တွင် သူသားတော်ရာဇာကုမာကရေးထိုးခဲ့ကြ။ရှေးဥစွာပြောပြသည်။ထို့နောက်ကြောက်စာကိုဖြည်းဖြည်းချင်းဖတ်ပြလျက် ကျောက်စာ၌ရေးထိုးထားသောအကြောင်းပြချက်များကိုအ내ပြန်ပြောပြသည်ကျောက်စာအတိတ်ဘေကဒီလိုဆီမှာသာသနာနှစ်1628ခုလွန်သောအခါဗကံမှာကျန်စစ်သားမင်းကြီးမင်းပြုတယ်ကျန်စစ်သားမင်းကြီးမှာတရီလောကဝတန်တကာဒေဝီဘွဲ့မြီရှိတဲ့မိဖုရားနဲ့ဖွားမြင်တဲ့သားတော်ရာသားကုမာရှိတယ်ကျန်စစ်သားမင်းကြီးကမိဖုရားကိုကျုံရသုံးရနဲ့အဖိုးတန်လာတဲ့ကိုဟိုးတစားများကိုရာသားကုမာကိုပေးတော်မူတယ် ကျန်စစ်သားမင်းကြီး28နှစ်မင်းပြုပြီးနောက်နာမကျန်းဖြစ်တဲ့အခါခမဲတော်အတွက်ရည်ရွယ်ပြီးရသာကုမဟာမဲတော်ရဲ့ကိုကိုတစားကိုရောင်းချပြီး ရွှေသားစင်တုကိုတွန်းလှုပ်ပြီးခမဲတော်ရဲ့ရှေးမောက်မှာရည်သက်ချပြီးကုဖရမထပနာတယ်။ကျုံသုံးရွာကိုပါလှူခဲ့တဲ့အကြောင်း ကြောက်စာရေးထိုးထားတယ်။ရှင်မိစံသည်စိတ်ဝင်စားစွာနားထောင်လျက်ရှိရာဦးသက်လွင်စကားအဆုံးတွင် အဖေသိချစ်တဲ့သားပဲနော် ဟုရှူမိဆန်ကမှတ်ချက်ချလိုက်သည် သူ့ခမဲတော်ကို သူသိချစ်တယ်ဆရာမရာသာကုမဟာအင်မတန်သဘောထားကြည့်ပါတယ်ကျန်စစ်သားမင်းကြီးဟာသားတော်အရင်ရာသာကုမရှိပါရဲ့နဲ့သားတော်ကိုနမ်းဝေမပေးပဲမြေးတော်ကိုနမ်းဝေပေးတယ်မဟုတ်လားသူ့ခမဲတော်ကျန်စစ်မင်းကြီးရဲ့အစီအမံကိုသဘောထားကြည့်ကြည့်နဲ့လိုက်လျောတယ်ထင်းနှင်းကိုသူရယူကိုလုံးဝကျန်စီခြင်းမပြုဘူးဆရာမ နိုင်ငံတော်တည်ထောင်ရေးအတွက်သူခမဲတော်စီမံဆောင်ရွက်ချက်ကိုတင်နှမှုပြသွားနိုင်တဲ့တားတယောက်ပဲအဲ့ဒီကိုပြရကဘယ်မှာလဲယူမိဆန်ကကောက်မေးလိုက်သည်အခုပဲကျွန်တော်တို့ရောက်ခဲ့တဲ့ဟိုးကကူပြောက်ကြီးဖျားလေရှားသားကုမန်တေတာတန်စေသားနဲ့ရွာမဆန်မီ ဒီဖျားကိုတဲနေပြီတန်စေသားနဲ့ရွာဆန်တော့မှဂူရေကလှိုင်ထဲမှာရွှေစင်းလူကိုထပနာပြီးအပီးတီတာ ယူမီဆန်သည်မျက်ခုံးရှုပ်လျက်မကြေနပ်ဟန်ဖြင့်မေးလိုက်ပြန်သည်ကြောက်တိုင်ကကိုပြောင်ကြီးဖျားမှမရှိပဲဒီများစေတီဖျားမှဘာကြောင့်ရှိတာလဲဆရာဘာကြောင့်များစေတီကြောက်စာခွဲရတာလဲဦးသက်လွင်သည်ခေါင်းတညင်ညင်ဖြင့်ယူမီဆန်မေးခွန်းကိုဖြည့်၏များစေတီကြောက်တိုင်နာမည်တွင်ရတာကများစေတီဖျားနာမှာရှိလို့များစေတီကြောက်တိုင်ခေါ်ကြတာပဲအခုခေတ်တော့ရာသာကုမှကြောက်စာလို့ပြင်းခေါ်ကြပြီ။ ခူပြောက်ကြီးဖះရဲ့ပရဝုန်ကြီးကရှေးကအကျဲကြီးပဲဆရာမဒီများစီဒီဖះကပကံခိကတဲတဲ့ဖះမဟုတ်ဘူးခူပြောက်ကြီးနဲ့များစီဒီရှင်းကြည့်လေဆရာမညစီဒီဖះတီပုံတရံကကြည်ပြီးအင်းဝခက်လောက်ကတီတာလို့ယူဆလက်ခံနေကြတယ်ပကံမှာဖះကူတွေတီရင်ဖះပရဝုန်ဝန်ကြီးတွေကအကျဲကြီးတွေမဟာယန်တတိုင်းနဲ့တစ်ထပ်ခတ်ထားတယ်ဒီကြောက်တိုင်ကမူလဒီနေရာမှာရှိတဲ့အတိုင်းပဲ။ ကြောက်တန်ဆိုင်ထားတဲ့မြေကခူပြောက်ကြီးပြားရဲ့ဝတ်တကမြေဖျားမြေညစီဒီမြေမဟုတ်ဘူးဒီကြောက်တန်ကိုမဟာယန်တိုင်း၄ဘက်၄တန်စိုက်ထူထားခဲ့တယ် ਨੇ တူတယ်မြေတူးလိုက်တော့ဒီကြောက်စာတိုင်းအတိုင်းပဲကြောက်တန်အချို့တခုထက်တွေ့ရတယ်စောစောကပကံပြတိုက်တွေမှာကျွန်တော်ပြခဲ့တာလေရှူမီဆန်ဒီကြောက်တန်နာကမခွာသေးပဲတခုခုကိုပြောချင်ဟန်ခက်ငန်ငိုင်ကလေးတွေ့နေသည်เจ้าสาอธิเบกาบาเลเสีย ကြောက်စာအသေးပဲရဆရာတိတ်ချစ်စရာကောင်းတဲ့သားပဲတနာစရာလည်းကောင်းတယ်ရှားသားကုမန်သူ့အဖေကိုအလွန်ချစ်ပြီးအလွန်ကျေးဇူးတင်တာတိတ်ပြီးသဘာဝကျတာပဲမောင်မောင်ကတော့ဆရာအဖေကိုလည်းမတွေ့ဘူးဘူးနာမည်လည်းမသိဘူးချစ်လည်းမချစ်ဘူးမုန်းတယ်သဘာဝမကျဘူးဆရာမောင်မောင်ကပူပြီးတနာစရာမကောင်းဘူးလား ရွှေမိဆန်ဤငုံမဲမဲမျက်နှာကလေးကိုဥသက်လွင်ကြည့်လျက်မောင်မောင်ကိုဤမြဆွဲလန်းပါကလားဟုရွှေမိဆန်ကိုတိုး၍တနာကျင်လာလိုက်မိသည်တနေ့မောင်မောင်သူ့အဖေကို သူ့မိဘအဖေချစ်လာရမှာပေါ့ဆရာမရဲ့ဥသက်လွင်ကတနာကျင်လာစိတ်တွင်ယူဖိတ်လျက်ရွှေမိဆန်ကိုနှစ်သိမ့်စကားပြောလိုက်ရသည်ရာဇဝင်မှာရာသားကုမန်အမေကတော်ရရလာတဲ့တော်သူနော်ဥသက်လွင်ကပြုံးပြီးပြောသည် တော်ရဲရဆိုပါတော့တောနာမီကိုဆ iam မသိတယ်မဟုတ်လားတန်ဘူးလားတဲ့သူ့သားနဲ့လာကြတော့ကျန်စင်မင်းကြီးကမေပြားမြောက်ပြီးတရီလောကဝရန်တကာဒေဝီပွဲပေးတယ်ဒီဘွဲကိုမြန်မာလိုပြင်ရင်မေပြားနာမီက သုံးလောကဥဆောက်ပန်းတဲ့နာမီအသေးပဲပါလဲဆရာ သုံးလောကဥဆောက်ပန်းရှုမိစံဒီအတန်ဝဲဝဲဖြင့်တလုံးစီယူကြည့်သည်သုံးလောကဆိုတဲ့အသေးပဲက လူလောကနတ်လောကမြတ်လောကကိုဆိုလိုတာပါဥဆောက်ပန်းဆိုတာဥထိတ်ပေါ်မှာစိုက်ထိုးထားတဲ့ပန်းကိုဆိုလိုတာဘယင်ကဒီမီဘုရားကိုအထူးဝဲ့ပေးတာဆီမှာလောကသုံးပါးရဲ့အထွတ်အထိပ်ဘွဲပေါ်ဥဆောက်ပန်းနာမည်တိတ်လာတယ်ဆရာ ထိတ်တဲ့တဲ့မှာပန်းနေပန်းယူမီဆန်သည်ဥဆောက်ပန်းအတိပယ်ကိုဥသက်လင်ပြောပြ၍နှစ်သက်သွားသည် ဥသက်လွင်အားကျေးဇူးတင်ခြင်းခင်မင်ခြင်းဖြင့်သူစိတ်၌ကြည်ရှင်၍လာကဥသက်လွင်ကိုရေစရာပြောလိုက်သည်"ကျမနာမည်မြန်မာလိုဥဆောက်ပန်းလိုခေါ်ရင်မကောင်းဘူးလားဆရာ"ယူမီဆန်ရေမောလိုက်တဲ့ကလေးသည်ခီတာတန်လေးသမျှဥသက်လွင်ဤနားထဲ၌တော်တော်နှင့်ပြောက်ွယ်သွားခြင်းမရှိဘဲဆွဲ၍နေသည်ထိုနေ့အတွက်တဲအိမ်သို့နေဝင်လူမှ ပြန်ရောက်ကြသည် ထိုနေ့ညယူမီဆန်မှာခီးပန်းလာ၍သူ့အတွက်ပြင်ပေးထားသောအခန်း၌စောစောဝင်၏သည်ဦးသက်လွင်ကအိမ်ငိုက်ငိုက်ဖြင့်ဒေါ်တင်တင်တို့ကိုမောင်မောင်ရာဇဝင်ဇက်ရည်လဲအောင်ခင်ရသည်မှာတကောင်ချင်းသွားလေသည်နောက်တနေ့ပုံပားသွားကြမည့်အစီအစဉ်ကိုဖြတ်ကာပကံကိုအနှံ့လှဲ့လေကြည့်ရှုကြပြန်သည် ပကံ၌မဖူးရသည်သည့်အများပြားစွာတွင်းကြံနေသောဇေဒီကူဖျားတို့ကိုနှံ့အောင်ဥသက်လင်ကပို့ပေသည် မနူဟာနန်းဖျား နဂယုံအပေယရနာစူမင်းကြီးငွေဖက်လိရွှေဖက်လိနန္ဒမင်ညာဖရာသုံးစုတို့တို့ပို့ပေသည် နန္ဒမင်ညာဖရာတဲ့ရှိ မိမပြိုမိမအိုတဆု စီတန်ကကုန်နေသောနယံစည်ရေးပကြီးကိုအသေးချာအနီးကဲကြည့်ကြသည်ယူမီဆန်ကို၌ခေါဝန်ဖြစ်မဟုတ်ပဲယနေ့မြန်မာအဝစားဝတ်လာသည်အင်းကြီးလက်ရှိအဖြူအဖြူကံအနက်ချိတ်စီထမင်းနှင့် ချက်တုံးကလေးကောင်းနောက်၌ထုံထားသည် ရွှေရောင်ဆွဲကျိုးအရှိကြီးတကုံးကိုချက်ထီအောင်ဆွဲချထားသည်ပကံပြည်၌ယူမိဆန်အားမြန်မာမာလေးအတွင်တွေ့ရခြင်းကိုဥဒက်လွင်ဤမျက်စီထဲ၌ပကံနှင့်လိုက်ဖက်လျက်ကြက်သည်ရှိနေတော်သည်ဖျားဘူးများကယူမိဆန်တို့ကိုစိုက်၍ကြည်သွားကြသည်နိုင်ငံသားသူမြန်မာအိုစာဝတ်ထားသောပုံပန်းကလေးကလည်းစိုက်ကြည့်ခြင်းစရာယူမိဆန်သည်နန်းရံမှ ပကံအမျိုးသမီးတစု၏အပြူအိုးပုံအတွေ့အော်တို့ကိုတပုံစီကြည်ရင်စိတ်ဝင်စားနေသည်။နယံပကြီးရှိအမျိုးသမီးတို့၏ကောင်း၌စက်တုံးစပင်ပုံအမျိုးမျိုးရတနာတိမွန်းထာသည့်ကောင်းစီနယံဖုံးနှစ်ဖက်ချောလကောင်းခါတို့လက်ပြက်ကိုကျက်အင်းကြီးရင်စီခါစီခါကျိုးတစားလက်ကောက်လက်ကျက်လက်ကျက်မှ အောက်သို့တွဲလျောင်းကျလျက်ရှိသည့်ရွှေမြိတ်ဆဖွာရယား ရှေးခေတ်စင်ရင်ထုံပွဲမှုသည်စိတ်ဝင်စားစရာဖြစ်နေသည်ရုပ်စင်းတွင်ပြင်တို့ကနှစ်ဖူးကြဲကြဲနှာရန်ပေါ်ပေါ်မျက်ခုံးမျက်ပန်လှလှမျက်လုံးဝိုင်းဝိုင်းအချို့မျက်လုံးအသွင်အလျာမျက်ခုံးသေးသေးအချို့မျက်လုံးအကော့ညွန်လေတိုင်းအလုံးအဝန်ရှင်သားဖုံးဖွဲ့ခါသေးသည်တင်ပြည့်တင်လုံးပေါန်နေသွေသွေဆရာဒီပုံနေဟာပကန်းသူတွေပဲလားဆရာ ဦးသက်လင်ကပြောသည်ဆ iam ဘယ်လိုယူဆသလဲပကံသူတွေပဲလို့ကျမတော်ယူဆပါတယ်ကိုမဝတ်ထားတဲ့အဝစားတွေကရှေ့ကအိန္ဒိယဆန်နေပေမဲ့အဝစားကိုကြည့်ပြီးလူမျိုးကိုမဆုံးဖြတ်သင့်ပါဘူးဆရာကျမကခေါင်းဝတ်တယ်မဟုတ်လားခေါင်းဝတ်တာနဲ့ကျမကိုအနောက်နိုင်ငံအမျိုးသမီးလို့ခေါ်မလားရှေ့ကကအိန္ဒိယယဉ်ကျေးမှုထွန်းကားတော့ပကံအမျိုးသမီးတွေဟာရှေ့ကကအိန္ဒိယအမျိုးသမီးဆန်ဆန်ဝတ်ချင်ကြမှာမထူးဆန်းပါဘူးဆရာ อืมဆီယမ်မထင်မြင်ချက်မစိုးဘူးလက်ခံနိုင်ပါတယ်ထို့နောက်ယူမီဆန်သည်ဖျားသုံးစုကူဖျားတဲ့ရှိနန်ရန်စင်းရေးပချီများကိုတက်ပုံရယူသည် သူ့ရဲ့ခန်း၌ချိန်ထားသော လောကနှံ့နှင့်တာယာဒေဝီနှစ်ပါးရှုံးပချီကိုမူလနန်ရန်ပချီအတိုင်းတွေ့ရခြင်းကြောင့်ဝမ်းမြောက်ကျဉ်းနူသွားသည်ယနေ့အစီအစဉ်၌နန်ရန်ပချီများကိုကိုတက်ရပုံဥသက်လွင်နှင့်အပျော်တမ်းပချီဆွဲရန်အစီအစဉ်လှုပ်လာကြသည် ဦးသက်လွင်နှင့်ယူမီဆန်တို့ပကြီဆွဲရန်နေရရွေ့၍ထိုင်လိုက်ကြသည်။နယံပုံများကိုခဲဖြင့်အချံကူး၍မြင်းတစ်ချောင်းဆွဲပကြီရေးဆွဲကြသည်။ပကြီဆွဲနေ၍အတန်များတိတ်ဆိတ်နေကြသည်။အတန်ကြာမှယူမီဆန်အတန်ထွက်လာသည်။ယူမီဆန်ကပကြီဆွဲရင်းပြောသည်။ပကန်နယံစီးပကြီတွေမှာအစင်းရောင်စီးကိုကျမတိတ်ကြိုက်တယ်ဆရာ။နှစ်ပေါင်းတလောက်ကြာပေမဲ့အခုထိအယောင်တောက်တော့ အယောင်စိမ့်လုံးစိမ့်တာလဲစိုးနေတာပဲဆရာအံ့ဩစရာဂျွမိဆန်အတန်ပြန်ပြောက်သွားသည်ပကြီတဲ့ဆေရောက်၍တိတ်တိတ်ဆိတ်ဆိတ်ရေးဆွဲနေပြန်သည်နှစ်ယောက်သားရှင်ထိုင်ကြရာတွင်ဥဒက်လွင်ဤဘဲဘက်၌ယူမိဆန်ကကွေးကွေးကလေးဆန့်လျက်ဒူးပေါ်တွင်ပကြီကားကိုတင်ပြီးဆွဲနေသည်ယူမီဆန်သည်ပကြီဆွဲနေရင်ဘာစိတ်ကူးပေါက်သည်မသိအသင်ထွက်လာပြန်သည်ပကံလာရတာစိတ်ကူးလို့တိတ်ကောင်းတာပဲဆရာ ။ဦးသက်လင်ကယူမီဆန်ဘက်သို့မျက်နှာလှည့်လျက်။ဘာများစိတ်ကူသလဲဆရာမ။ဟုမေးလိုက်သည်။ယူမီဆန်ကငေါ့ဆွဲရင်ကဖြည့်သည်။ကျမပကံလာတာကို့နေရာဟောင်းကိုရောက်လာရတယ်လို့ပဲ။ပကံကကျမကိုနောက်ပြန်ဆွဲခေါ်သွားတယ်ဆရာ။စိတ်ကူးလို့တိတ်ကောင်းတာပဲ။ယူမီဆန်ကပြောပြီးရှင်မောလိုက်သည်ဥသက်လွင်ကပြုံး၍ရေးမြဲရေးဆွဲလျက်ရှိသည်ဗုဒ္ဓဘာသာမှာဘဝတွေထက်ကထက်ကဖြစ်တယ်မဟုတ်လားဆရာ ဒီတော့ကျွန်မလဲပကံခေတုံကပကံမှာသုံးလောကဥဆောက်ပန်းဖြစ်ခဲ့တယ်မဖြစ်ခဲ့ဘူးဘယ်သူပြောနိုင်မလဲမဟုတ်ဘူးလားဇူမီဆန်သည်ပြောပြီးပြုံးတိတ်တိတ်ဖြင့်ဥသက်လွင်ဘက်သို့မျက်နှာလှည့်၍ကြည့်နေသည်ဥသက်လွင်သည်ဘလုံးမှမထုတ်သေးနိုင်မဲဟာတိုက်၍ရဲလေသည်ရဲမောရင်အရဲကိုရဲ့၍ယူမီဆန်ဤကိုဟန်ကလေးကိုလည်းတိမ်ကျုံ၍ကြည့်လိုက်သည်ဤပကံသူယူမိဆန်သည်ဂျိတ်တက်ပြီဖြင့်မခိုးရို့ခြေကလေးကိုဆင်းလျက် တန်ရွယ်ကလေးရပတိရေးဆွဲနေဟန်သူ့ဘက်သို့လှည့်ထားသော ယူမိဆန်ဤပြုံးထိထိမျက်နှာလေးကို ပြင်၍ကြည်ကဆက်လက်၍ရေမောပြန်သည်ဦးသက်လွင်မှာဂျပန်ဆီယာမဤစိတ်ကူးကိုသဘောကျလွန်၍အတော်မသက်ရေမောလျက်ရှိသည်ထိုချိန်တွင်လေးကျင်ရေးစစ်စခန်း၌မောင်မောင်သည်နေပူကြီးထဲတွင် အသက်ထွက်မတတ်ဟော်ဟဲဟော်ဟဲဖြစ်နေလေ၏နေချစ်ချစ်ပူနေသော ကွင်းမြင့်ကြီးထဲ၌မြေပေါ်တွင်တွားရည်တွားရကာ တက်ကြည်ကြီးအမိန်အတိုင်းကြိုကြိုပန်ပန်ချီတက်နေရ၏တက်ဦးချင်းတိုက်ပွဲဟိုတွားချိန်ပြည့်အချိန်ချင်းလေးကျင်နေရသည်စူရောထုံတော်တိုးကြရသည် အမြင့်မှအနှိမ်သို့လှိမ့်ချကြရသည်တက်နဲ့ပြည့်လှန်ဆို့ထိုးတက်စိတ်တိုက်ပွဲတက်စိတ်တိုက်ပွဲလေးကျင်ရ၌လေးကျင်ရေးចောင်းသားဆက်တယောက်ပုံးဖွဲ့ခွဲ၍တဖွဲ့ကကပြည့်နှစ်ဖွဲ့ကလှန်ဆို့ထိုးမောင်မောင်မာနန်းနဲ့တန်းစီဒီမှာ ညနေတန်းပြုတ်သည့်အထိစစ်ပညာသင်ကြားပြသသည့်တက်ကြွကြီး၏အမိန်ကိုတသဝေမတိန်လိုက်နာလို့သည်တက်ကြွကြီးကသဘောမကျသေး၍ရန်သူတွေ့တဲ့ထက်လုံအောင်ဟုခိုင်းမာကနှစ်ခါပြန်လေ့ကျင့်ရလျင်ပက်လက်လန်အောင်မော်သည်ဦးသက်လွင်နှင့်ယူမီဆန်ကိုတရေရဖို့နေနေသသာရား၍မှမကုတ်အားကိုစိတ်နှင့်ကုကူမဟုတ်စစ်သားဘဝအတော်ပင်မပါဘီတက်ကြွကြီး၏အမိန်ဘေးသံကလည်းဘုံပေါက်သလိုနာကွယ်မတက်ပင် မောင်မောင်ကမြည်မြပင်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 ကြည်နဲ့လျက်ရှိသည်စိပညာတက်မြောက်၍စင်သားကောင်းဖြစ်ပါမှ ကိုတိုင်းပြည်ကိုကာကွယ်နိုင်လိမ့်မည်တက်စိတ်တိုက်ပွဲလေ့ကျင့်ရေးတွင်မောင်မောင်သည် အခြားတက်သားနှင့်မတူရွရွချုံချုံဆွန်းဆွန်းဆာဆာအယိုးတီတီအရေခန့်ခန့်ဤဆွဲဤမန်မျိုးမွေးထားသည်ရန်သူရှိရာဘက်သို့တက်ဖွဲကကာပြစ်ပေးနေသည့်အခါငုံငို့ပြန်ပြစ်နေကြသောတဖက်ရန်သူရှိရာဘက်သို့ မောင်မောင်တို့အဖွဲ့လှန်ဆုတ်တက်ထိုးရန်အချက်ပေးအုံခနဲ့အတန်ပေးလိုက်သည် မောင်မောင်သည်သူ့စိတ်ထဲ၌စစ်ပညာလေ့ကျင့်နေသည့်သဘောမထားစစ်မြေပြင်၌တကယ်စစ်တိုင်နေရသလိုပင်တစ်ဖက်ကရန်သူတွေကိုဂျပန်တပ်သားများအမှတ်ထားသည်လှန်ဆုတ်ထိုးရန်အပြေးသွား၍ကြာဟုအော်လိုက်သည့်မောင်မောင်၏အတန်သည်ရှင်ပွင့်၍ထွက်လာကမိုးထက်ရန်သို့တက်ဟိန်သွားလေ၏ နားဆင်ခဲ့ကြသူတူတူယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးတော့မှာမို့စောင့်မျှော်အားပေးကြပါဦးနော်။နောက်ထပ်နောက်ထပ်တင်ပါလဲစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပင်တုဒ္ဒယတာစောင့်မတွေကိုဆက်လက်တင်ဆက်ပေးတော့မှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးဖို့မမေ့ပါနဲ့နော်။အားလုံးကျမ်းမာပြီးခင်ကြပါစေရှင်။